ရောင်မမြို့ပေါ်ရဲ့တနီယာမှာတော့မောင်ချိုဆိုတဲ့လူတယောက်ကရဲရီလိုက်ဖမ်းလို့ပြင်နေရပါတယ်။အချောင်းကတော့나이ခိုးလာလို့ဖြစ်ပြီးတော့ဆန္ဒပြလူအုပ်ကြီးနဲ့တွေ့လို့သာကန်ကောက်သွားတာပါ။ရဲရီကစတိုက်လာနေတော့မလို့မြစ်တစ်ခုရဲ့ဘေးကရထားတဲ့ဂရိနာမှာပုံနေခဲ့ပါတယ်။ရဲရီရောက်လာလို့ရေထဲဆင်းပုံနေတော့မှအောက်ခြေမှာမြုပ်ထားတဲ့စီပိုင်းတစ်ခုပေါ်နေမိပြီးတော့အထဲကိုကျွန်းချက်သွားပါတယ်။ရဲရီလေသွားတော့မှကုန်းမော်ကိုပြန်တက်လာပြီးတော့သူတို့ကိုယ်လုံးကဘာမှမသိတဲ့အကြီးတွေပေးချန်နေခဲ့ပါတယ်။အင်ပြေရောက်တော့လေအမဲရောင်ကြီးတွေထိုးအပ်နေပြီးတော့လုံးဝကုလက်မအီမသားနဲ့ဖြာနာနေပါတယ်။မနက်ခင်းရောက်တော့အကောင်ကောင်းသွားပြီးတော့အမဲရောင်ကြီးတွေလည်းမအံ့တော့ပါဘူး။ခိုးလာတဲ့나이ကိုအိမ်ကြီးချင်းဖြစ်သူ ဦးထွန်းစီမှာတာယောင်ကြည်ပါရင်ဦးထွန်းကလူစုလူမိုက်တူဖြစ်ပြီးတော့သူ့ရဲ့အဖွဲ့ကောင်းဆောင်ဖမောင်ကလည်းသူ့ရဲ့ရက်ဆက်မှုကြောင့်နာမည်ကြီးတဲ့လူစုတယောက်ဖြစ်ပါရင်ဦးထွန်းကိုတာဝန်တစ်ခုပေးထားလို့ပိုက်ဆံလူနေရဲ့မောင်ကျော်ကိုသူနဲ့တူတူလိုက်ခဲ့ဖို့ဦးထွန်းကခေါ်ခဲ့ပါရင်ဦးထွန်းအိမ်ကိုလိုက်သွားရင်လည်းဦးထွန်းရဲ့တမီလေးဝင်းဝါနဲ့တွေ့ခဲ့ပါရင်ဝင်းဝါကလုံးဝကလေးစိတ်ဖြစ်ပြီးတော့ကလေးတယောက်တို့ပကြီးလေးရှောက်ရှောက်နေခဲ့ပါရင်မောင်ကျော်ကိုလည်းသူကြိုက်တဲ့ကတ်တွန်းဇလန်နေကဇက်ကောင်နာမည် Jet လို့ခေါ်လိုက်ပါရင်ကားပေါ်ရောက်တော့မှဝင်းဝါကအမေဖြစ်သူဆုံးဖတ်သွားကလေးကအခုလိုစိတ်မမှန်တော့တာဖြစ်ကြောင်းဦးထွန်းစီကတီးခဲ့ရပါရင်ပစ္စည်းလာပေါ်တဲ့မောင်မဲတို့ညီကုံညောင်နဲ့တွေ့တော့ ဖြစ်သူကနေမကောင်းခြင်းလို့စီယုံစီအရင်လိုက်ဖို့ခိုင်းနေပါရီဦးထွန်းလည်းပစ္စည်းရင်ပေးခိုင်းတော့ခနာကိုရဲထက်တယ်လာမှန်တည်လိုက်ရပါရီအိပါပီပစ္စည်းထုတ်ယူဖို့စဉ်းစားပြီးမြင်နေမကောင်းတဲ့ညီဖြစ်သူကမကြခင်မှာပဲဗဇက်ကနေအမြုပ်လေးထွက်လာပြီးတော့တည်ဆုံသွားပါရီဝမ်ပိုက်တဲ့ထက်တယ်လာကနေအိပါပေါ်ပြီးတော့စီဒီခနာကိုရဲပြန့်နှံ့ကုန်ကဆီလွန်သွားတာပေါ့ဦးထွန်းကဝမ်ပိုက်ထက်ကခွဲထုတ်ဖို့လို့တော့ကြံခဲ့တဲ့အကိုဖြစ်သူကတိမခံနိုင်မင်းနဲ့တိုက်ခိုက်ပါရီအပြန်လန်ပြစ်ခတ်မှုတွေကြောင့်ဦးထွန်းကိုအကိုဖြစ်သူပါတည်ဆုံသွားကြပါရီမောင်ကျော်ကိုလည်းအကိုဖြစ်သူကခန်းနဲ့ဆော်လိုက်တာမလို့ဆဲလက်တိုက်ပေါ်ကနေပြုတ်ကြသွားခဲ့ပါရီတေလောက်အောင်နာကျင်မင်းရဲ့ဗားတဲ့ ရန်မမရပဲနဲ့ပြန်တိုးတာခဲ့ပြီးတော့အိမ်ကိုပြန်လာနိုင်ခဲ့ပါတယ်။တစ်ဖက်ကဘားမောင်တို့ကိုင်းကတော့ပစ္စည်းရောက်မလာလို့ရောင်းမယ်လုပ်ထားတဲ့ဝယ်လက်စီမှာမျက်နှာပြေရပါတယ်။ဝယ်လက်ဖြစ်နေတဲ့ကျန်းစိန်တို့ကဘားမောင်တို့ထက်ပိုကျန်းတဲ့ကိုင်းမလို့ဘားမောင်ခင်ဗျာမျက်ခုံးလုံးနေရပါတယ်။အိမ်ပြန်ရောက်လာတဲ့မောင်ကျော်ဝင်းဝါကသူ့အဖေပြန်မလဲဆိုပြီးလိုက်မိနေခဲ့ပါတယ်။မောင်ကျော်လည်းဘာမှဖြစ်မပြောဘဲနဲ့အိမ်ထဲဝင်လာပြီးတော့တနက်တန်ရာကိုတ िश ူးနဲ့ပိန်နေပါတယ်။ဝင်းဝါကလည်းမလျှော့ဘဲနဲ့အိမ်တကားကိုထုနဲ့ပြီးမင်းနေတာကြောင့်စိတ်တူလာတဲ့မောင်ကျော်ကလည်းနယံကိုထိုးလိုက်မိပါတယ်။နယံမှာအပေါက်ကြီးဖြစ်သွားပြီးတော့ထူးဆန်းသွားတဲ့မောင်ကျော်ကလည်းအဝိပီယိုယိုမှရွှေ့ကြည့်ပါတယ်။ဒီတော့မှသူ့စီမှာစူပါကွန်အားရှိလာပြီးမ ွန်းတီသွားတဲ့မောင်ကျော်ကလည်းမျက်နှာကိုအုပ်က ATM ဆက်တစ်ခုကိုလက်ဖလာနဲ့ရိုက်ဖွင့်ပြီးတော့ငွေတွေခိုးခဲ့လိုက်ပါတယ်။ငွေတွေသိမ်းပြီးတော့ပခုံးကထင်ရကိုပြန်ကြည့်တော့အစားနာမကျန်အောင်တက်တာပြောက်ကင်းနေတာတွေ့လိုက်ရပါတယ်။အောက်မှာအတန်ကြားလို့ရှင်ကြည့်တော့ဘာမောင်တို့ဖြစ်နေပြီးတော့ဝင်းဝါကိုသူ့အဖေကြောင်းလာမိနေတာပါ။အိမ်ထဲမှာဝင်းရှာကြရင်နဲ့ရှာမရတဲ့အစုံဝင်းဝါကိုတတ်ဖို့အလုံးမှာမောင်ကျော်ကမျက်နှာဖုံးဆုပ်ပြီးတော့ဝင်းချလာပါတယ်။ဘာမောင်တို့အဖေသားတွေလည်းမောင်ကျော်ကိုတဲကြီးမဲကြီးအမဲဝိုင်းဖြတ်ကြပြီးမယ်ဘလုံးမကိုမနိုင်မင်းနဲ့ခွေးပြေးဝက်ပြေးပြေးခဲ့ကြရပါတယ်။မျက်နှာဖုံးတက်ထားပြီးမယ်ဝင်းဝါကတော့မောင်ကျော်ဆိုတာသိနေပြီးတော့သူ့ရဲ့ကတ်တွန်းဇလန်တွေကလည်းပဲတမျိုးလုံးကိုကဲတဲ့ဟီးရိုးလောက်ခိုင်းနေပြန်ပါတယ်။မောင် င်ကျော်ကတော့တိုက်ခိုက်နေရင်းနဲ့ပြက်လာတဲ့သူ့ခြေတံလေးကိုပြန်ဆက်ဖို့ကြိုးစားနေခဲ့ပါရီ။ဘာမောင်တို့ပြုတ်ကျကြံခဲ့တဲ့ဆာရွက်တီတွေကနေကားစီအားတများတိုက်မဲ့ပလန်ကိုတည်လဲရပါရီ။မောင်ကျော် ATM ဆက်ကိုလက်နဲ့ရိုက်ခွဲသွားတဲ့ပူလီယိုကအွန်လိုင်းမှာနာမည်ကြီးနေပြီးတော့ဒါကိုဘာမောင်တို့ကလည်းမြင်သွားကြပါရီ။သူတို့ကိုတိတ်ခဲ့တဲ့ကောင်းမန်းတီးပြီးတော့ဘာမောင်ကတော့သူ့လူမိုက်ကုံတိတ်ခါကြလို့တင်းနေခဲ့ပါပြီ။နောက်နေ့မနေ့ခင်မှာတော့ဝင်းဝါကသူ့အိမ်ကအပြာကားတွေထုတ်ကြည့်နေလို့မောင်ကျော်ကတားဆီးလိုက်ရပါရီ။မနေ့ကဆက်ထားတဲ့ခြေတံကပြန်မကောင်းတာမလို့ပြက်သွားတဲ့ဟာတွေကတော့ပြန်မကောင်းနိုင်ကြောင်းတည်လိုက်ရပါရီ။ဝင်းဝါကိုကြားစီသွားဖို့ပေးခဲ့ပြီးတော့မောင်ကျော်ကတော့သူ့ဖမ်းမခံရရင်ပြန်လာခေါ်မယ်လို့ပြောကြတာ ်သွားခဲ့ပါရီဖမောင်တို့ကဓမြတိုက်ဖို့ခြုံထဲမှာစောင့်နေစဉ်မှာမောင်ကျောတော်တရားပေါ်ကနေခုံချပြီးတော့ကားကိုစတင်တိုက်ခိုက်နေပါပြီကားနောက်ခံကိုလက်ဗလာနဲ့ဖွင့်နေတော့ကားသမားတွေကလည်းနာမည်ကြီးနေတဲ့ကောင်မန်းတိသွားပြီးတော့ကြောက်ကြောက်နဲ့ထွက်ပြေးခုံကြပါရီမောင်ကျောကတော့ပိုက်ဆံတွေကုံရခဲ့ပြီးတော့ဖမောင်တို့ကတော့ကိုမျက်စိရှိမှရင်သူများကကိုယူမဲ့ဟာတွေယူသွားလို့ကြိတ်မနိုင်ခင်မရဖြစ်ကကြံနေခဲ့ရပါရီမောင်ကျောအိမ်ကိုပြန်ရောက်ပြီးတော့နားနေတော့မှအိမ်ရှိမှရေကားစီထိုးရထားတာမြင်လိုက်ရလို့ရဲနှစ်ယောက်ကလည်းတကားလာခေါ်ပြီးတော့မောင်ကျောလာလို့လာမိနေလို့ကြောက်နေရပါပြီဒီကကြမ်းမရဲတွေကရှောက်သွားနေတဲ့ဝင်းဝါကိုမြင်လို့လာဖို့ရမှန်းသိလိုက်ရပါရီဝင်းဝါကြိုက်တဲ့ကတ်တွန်းစီးတွေကိုအများကြီးဝ က်ပေးထားတာကြောင့်နှစ်ယောက်တူတူတပြိုင်နက်ထိုင်ကြည့်နိုင်ကြပါရီ။ပေါအောက်ကရမုတ်ယူတာကိုဝင်းဝါကသူနဲ့ရင်နံတို့ကျင်လို့လမ်းစနေရထင်ပြီးတော့ကြောက်လန့်သွားပါရီ။ကြောက်လန့်တကြားထောက်ပြီးတော့အဲ့နေရာကနားလုံးမလုပ်ပါနဲ့ဆိုပြီးတော့ငုံနေကမှအရင်ကစော်ကားခံရဘူးမှန်းတီသွားကသနာနေခဲ့ပါရီ။တစ်ဖက်မှာတော့ပေါမောင်ကသူတစ်ဖက်လူမိုက်တီကပါသူ့ကိုမလေးစားကြတော့ပဲနဲ့ဖြစ်လာလို့စိတ်ညစ်နေရပါပြီ။စိတ်ညစ်နေတဲ့ပေါမောင်ပြောသွားအောင်လို့သူတစ်ဖက်တွေကဒီကြောင်ညာလေးပြပေးလိုက်ကြပါရီ။ဒီအချိန်မှာမောင်ကျော်နဲ့ဝင်းဝါတို့ကတော့ငငယ်ရဝင်းဝါလာမှုတဲ့ကစားကွင်းဟောင်းကြီးစီကိုလာရောက်စော်ကစားနေကြပါရီ။ shopping mall တစ်ခုမှာဝင်းဝါလိုချင်နေတဲ့မင်းသမီးဝတ်စုံလေးဝယ်ကြပြီးတော့ဝင်းဝါကစာနှင်းလို့မောင်ကျော်နဲ့အနမ်းမိုးတွေရွာမိသွား ွားပြီးတော့အနည်းလေးရမှတ်ပြင်ထန်သွားမိပါရင်ဖွေဝါကကြောက်ပြီးတော့ငုံနေလို့ရက်လိုက်ရပြီးတော့အပြင်ကိုပြင်ရောက်တော့သူ့အဖေကြောင့်မိမြန်မာတော်ရင်မောင်ကျော်လေးအမှန်တမ်းပြောပြပေးလိုက်ပြီးတော့ဝင်းဝါကတော့သူ့အဖေကိုမဆောင်ရှောက်ပေးလို့အပြစ်တင်စုပူပါရင်သူ့ကိုလည်းဆောင်ရှောက်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောကစိတ်ဆိုးဆိုးနဲ့ထွက်သွားခဲ့ပါရင်တဖက်ကပမောင်ကလည်းတရင်နေမှာနာမည်ကြီးနေတဲ့မျက်နှာဖုံးနဲ့လူစုကိုမမိနိုင်လို့ခြေဝင်နေခဲ့ပါပြီဝင်းဝါစီနေတဲ့ဘတ်စကာကိုမောင်ကျော်ကနောက်ကနေမှထားလိုက်ပြီးတော့ကားပေါ်ကလူတွေကလည်းတရင်မှာနာမည်ကြီးနေတဲ့လူမှန်တီးပြီးတော့ဖုံးနေနဲ့ရိုက်လိုက်ကြပါရင်ဝင်းဝါကိုကားပေါ်တက်ကတောင်းမှန်လိုက်ပြီးတော့ပြန်ခေါ်ကထွက်သွားမယ့်အလုံမှာမှလူတွေကသူ့ကိုဝမ်းကြည့်နေမှန်တီးထားမိသွားတာပါအ အကြမ်းဖက်သမားတွေကဘုံတွေခွဲလိုက်လို့လူတွေကြောက်လန့်ကြထွက်ပြေးသွားကြမှာမောင်ကျော်တို့လည်းအေးအေးဆေးဆေးထွက်လာနိုင်ကြကြပါတယ်။ရဲစခန်းမှာထားထားပြီးဖြစ်တဲ့သူ့အဖေရဲ့အလောင်းကိုတွားကြည့်ပြီးတော့နောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ကြပါတယ်။တစ်ဖက်ကဖောင်းမောင်ကတော့ဆေးလာပိုးတဲ့ကောင်မလေးနဲ့ကားထဲမှာရင်းနှံဒူနေတုံမှာချမ်းစိန်တို့အုပ်စုရောက်လာပြီးတော့ကောင်မလေးကိုပြစ်တက်လိုက်ကဖောင်းမောင်ကိုတော့ထိုးချိတ်ကဒူးထောက်ခိုင်းထားပါတယ်။ခနာကိုအနှံတက်စီတွေလောင်းလိုက်ပြီးတော့ပါဇက်မှာဆက်ပြာတော့ကိုက်ခိုင်းထားတာမလို့သူ့ကိုမီရှိုးတော့မှလို့ထင်သွားကငွေကိုတောင်းမှန်လိုက်ပါတယ်။ပြီးကကြမှာချမ်းစိန်ကစားနောက်နေတာလို့ပြောလိုက်ပြီးတော့ငွေယူနေတဲ့ဖောင်းမောင်ကိုလောင်ပြောင်းသွားပါတယ်။အဲဒီချိန်မှာပဲမတည်သေးတဲ့ဆေးသမားကောင်မလေးကပြန်ထလာပြီးတော့ချမ်းစိန်တပည့်တွေကိုခန်းထဲဆ ော်ပါတော့ရင်ဂျဲစိန်လည်းထွက်ပြေးခဲ့ရပြီးတော့ဘောင်းမောင်ကတော့စိတ်တူတူနဲ့အိမ်ပြန်လာခဲ့ပါပြီ။စကမ်းမှာလည်းသူကိုင်းစားအလုံးအတူပါချခံခဲ့ရပြီးတော့ဘောင်းမောင်ကတော့ဒေါသကြီးထွက်နေခဲ့ပါပြီ။တင်းနေမှာဘတ်ကားမတဲ့သူကမျက်နှာဖုံးဝေလူဖြစ်နိုင်ကြောင်းပြောနေလို့ကြိလိုက်တော့မောင်ကျော်ကိုမမိသွားခဲ့ပါရီ။မောင်ကျော်တို့ရှိနေတဲ့ဟိုတယ်စီနောက်အောင်ခန့်လိုက်သွားပြီးတော့အလေးဝင်တိုက်ပါရီ။မောင်ကျော်တတိလစ်သွားချိန်မှာဝင်းဝါကိုလည်းဖမ်းဆီးလိုက်ကြပြီးတော့မောင်ကျော်နိုးလာတော့တိတ်တိတ်နဲ့ပတ်ခံထားရပါပြီ။စွမ်းအားဘလို့ရလာလိမ့်မိကမပြောပြရင်တော့ဝင်းဝါကိုနှိပ်စက်မယ်ဆိုလို့နောက်ဆုံးမှာတော့ပြောပြလိုက်ရပါရီ။ဂရင်းရှိတဲ့မြေပေးကိုခေါ်လာပြီးတော့ဘလို့ရလာကြောင်းပြောလိုက်ပြီးမြေဘောင်မောင်ကတော့မယုံကြည်နိုင်ပဲဖြစ်နေပါရီ။တစ်ဖက်မှာကြံက ငယ်တွေဝင်းပေါ်ကတော့တေးပေါက်ချင်လို့လို့ပြောပြီးတော့အခန်းဆောင်ကိုအလင်းငိုက်တိုက်ခိုက်ကမြေပေးစီကိုလိုက်လာခဲ့ပါတယ်။ဒီချိန်မြေပေးမှာတော့ချက်စိန်တို့ဂန်အုပ်စုတွေပါရောက်နေကြပြီးတော့တနက်တီနဲ့စတင်ပစ်ခတ်ကြပါတယ်။ပစ်ခတ်မှုတွေအတွင်းမှာဝင်းပေါ်ကထိမှန်သွားခဲ့ပြီးတော့မောင်ကျော်ကိုတုတ်ကတ်တွေကဇက်ကောင်လိုမျိုးလူတိုင်းကိုကယ်တင်ပေးတဲ့ဟီးရိုးလုပ်ပါလို့ပြောရင်းနဲ့ပေါ်ကကူသွားခဲ့ပါတယ်။ဘာမောင်ကိုလည်းချက်စိန်တို့ကမီးနဲ့ရှို့ပြီးတော့တေးပီထင်ကမှချောင်းနဲ့ပစ်ချလိုက်ကြပါတယ်။နောက်နေ့မနက်မှာတော့ဘာမောင်ကမြေထဲကနေမီးလောင်ရပရပွားနဲ့ပြန်တက်လာခဲ့ပါတယ်။ရင်ကောင်လေးကိုရိုက်လိုက်တော့ကားစီလုံးဆုပ်ပြတ်တက်သွားတာကြောင့်သူ့မှာခွန်အားတွေတို့လာပြီးမှန်းနားလေသွားခဲ့ပါတယ်။ချက်စိန်တို့ဂန်အုပ်စုစီသွားပြီးတော့ဖုန်းလေးနဲ့အရင်ရိုက်ထားတာကဂိုင်းတစ်ခု ုံကိုအမောက်သိလိုက်ပါရယ်ကျန်းစိန်ကိုလည်းအယိုးရီချီမောကအဆုံးတက်ပေးလိုက်ပြီးတော့တူလောင်ကန်းလေးကလက်နက်တွေကိုပါမြင်တွေ့သွားပါရယ်တပတ်မှမောင်ကျော်ကတော့ဘာမှမလုပ်နိုင်မကင်နိုင်တော့တဲ့အထိစိတ်သက်သေကြပြီးတော့ခြေဦးတရာလျှောက်သွားနေပါရယ်ဖြတ်သွားတဲ့လမ်းမှာကားတိုင်းမှုတစ်ခုဖြစ်ပြီးတော့ကလေးလေးကားထဲမှာပိတ်မိနေပြီးတော့ဦးရလည်းလောင်နေပြီမလို့ဘယ်သူမှမကင်တင်နိုင်တော့ချိန်မှာမောင်ကျော်ကဝင်ခဲ့ပေးလိုက်ပါရယ်အကောင်လုံးကလက်ခုပ်လက်ဝါးတီးပြီးတော့ကွန်ပျူတာကြားတယ်လို့မိခင်ဖြစ်သူပြောလိုက်တဲ့စကားဝင်းဝါးကိုသတိရသွားစေပါရယ်ဒီချိန်မှာတော့ TV ကနေလည်းဘာမောင်ကကျန်းစိန်တို့ကန်ကိုသူဖြုတ်ခွင်းခဲ့တဲ့ပုံတွေကိုကြီးညာနေပြီးတော့ရလာတဲ့လက်နက်တွေနဲ့မြို့ကိုဖျက်ဆီးပြစ်မယ်လို့ကြုံဝါပြနေပါရယ်ဘာမောင်ကိုဒါစီဖို့တဲ့နီးဆက်ရ ဆိုင်ငင်းကပြီးတော့သူ့နာမည်မေးချိန်မှာတော့ဝင်းဝါသူ့ကိုခေါ်နေကြကတ်တုံးနာမည်ပြောလိုက်ပါရီဒီချိန်မှာပေါမောင်ကတော့အဆောင်တွေကိုတက်ပြီးတော့ပုံဖောက်ကွဲဖို့ပြင်ဆင်နေပါပြီမောင်ကျော်ရောက်လာပြီးတော့နှစ်ယောက်သားအပြင်းထန်တိုက်ခိုက်ကြပါရီစွာအကိုစီရှိနေကြလို့နေအနေပါပျက်စီးကုန်ပြီးတော့သူမနိုင်နိုင်မှုဆိုတာသိတဲ့ပေါမောင်ကတော့ထွက်ပြေးသွားပါရီဘုံထောင်ကပြုတ်ထွက်သွားပြီးတော့လူတွေကိုမထိခိုက်စေချင်တဲ့မောင်ကျော်ကတော့ဘုံထောင်ထားတဲ့ကားကိုအဝေးစီမောင်းပြေးသွားရပါရီရဲတွေကဒါစီနေလို့မတက်တာရဲစုံမှာကားတွေကဘုံတွေကိုဆွဲဖြုတ်ပြီးတော့လူတွေနဲ့ဝေးရသည်တက်ပြေးနေရင်နဲ့တရားတစ်ခုပေါ်ရောက်မှာပေါမောင်ပေါ်လာပြီးတော့ဝင်ရောက်တိုက်ခိုက်ပါရီတရားပေါ်မှာလည်းလူတွေအများကြီးရှိနေတာမလို့ဖောက်ခဲတော့မယ်ဆိုပြီးတော့တိုင်မာကိုအချိန်လေးရ ျော်လိုက်တာမလို့မတက်တာရဲ့အဆုံးမှာဘာမှငွေရောဘုံကိုပါဆွဲပြီးတော့ရေထဲခုန်ချလိုက်ပါတယ်ရေထဲရောက်ချင်းမာရင်ဘုံပေါက်သွားတာမလို့လူတွေကိုတော့မထိခိုက်လိုက်ပါဘူးရေထဲကနေပြီးတော့ရေပန်းနေတဲ့တူတူဘာမှခေါင်းပြက်ကြီးကတူတူပန်းတက်လာပြီးတော့မောင်ကျော်ကိုတော့တေးလာရှင်လာမသိရပါဘူးရေတွေကတော့မောင်ကျော်ကသူရဲ့ကောင်းလားလူဆိုးလားဆိုပြီးတော့ဝေခွဲရခံနေကြပါတယ်အဲ့ဒီအချိန်မှာမောင်ကျော်ကတော့ဝင်းဝါပြေးခဲ့တဲ့မျက်နှာဖုံးအသေးလေးနဲ့လူတွေကိုလိုက်လံခဲ့စေရင်လည်းဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်လူကြီးမင်းတို့လည်းမောင်ကျော်လိုမျိုးဆွမ်းအားရခြင်းနဲ့ဆိုရင်တော့အင်းရှိကမြောင်နဲ့ကိုသာတိုင်ပင်ထိုးချလိုက်ပါအစုံကြီးပြေးလို့ကျေးဇူးတင်ပါတယ်ဖြစ်နေ like Okay. Mm -hmm.